ိမ်အရှိမှာပေါ့နော်တစ်ပင်ဆိုင်နေနဲ့ပတ်သက်တဲ့အကြောင်းလေးဟိုပြောပြမယ်ခင်ဗျကျွန်တော်တို့ဘုရားဘာသာဝင်နေပေါ့နော်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကဟိုအတိတ်နမိတ်လေပေါ့နော်နမိတ်တပောင်ဆောင်ပြီးတော့ကက်ကင်းကြအောင်နေကြတာဆိုတော့ဟိုကိုယ့်ရဲ့အင်ရှင်မှာကက်ကင်းကြအောင် စိုက်လို့ရတဲ့တစ်ပင်ဆိုင်နေအကြောင်းလေးပြောပြမယ်အိမ်ရဲ့အရှိမှာပေါ့တမာပင်တို့ရှားဆောင်လက်ပတ်ပင်တို့စိုက်လို့ရှိရင် တမာရှားဆောင်စီပွားကောင်းဆိုတဲ့အတိုင်းအဲ့အိမ်ကစီပွားရှာဖွေရတာကောင်းတယ်လုတ်ကန်စားတာတော့ကောင်းတယ်ပေါ့နော်စနေနံဖြစ်တဲ့တမာနဲ့ဘုဒ္ဓဟူးနံဖြစ်တဲ့ရှားဆောင်လက်ပတ်ကိုအိမ်ရှိမှာစိုက်ပြီးပါ ဘာလို့ကွာတင်မောပင်ပေါ့အိမ်ရှိမှာတို့အိမ်နောက်ဘေးမှာတို့တင်မောပင်ပေါရင်တော့သိမကောင်းဘူးအထူးသဖြင့်အိမ်ရှိမှာတင်မောပင်ပေါလို့ရှိရင်အဲ့ဒီအိမ်ရှင်ကမတည်မြဲဘူးအကြောင်းမျိုးမျိုးနဲ့ပြောင်းရတတ်တယ်အိမ်နောက်ဘေးမှာတင်မောပင်ပေါရင်တော့ကောင်းပါလေပေါ့နော်ဒါပေမဲ့ပို့ပြီးတော့ကောင်းတာကျတော့အိမ်ရဲ့ဘေးမှာပေါ့တင်မောအဖို့ပင်နဲ့အမပင်နဲ့ တွဲရဲ့ပေါက်လို့ရှင်စီးပွားကလေအရင်ရှာစားကြမလို့ပဲလွယ်လင်းတကူလက်လာပါလေကောင်းတယ်လွယ်လင်းတကူပတ်စံတွေဝင်နေပေါ့နော်ပြောမယ်ဆိုရင်အဲတင်းမောအဖို့ပင်နဲ့အမပင်နဲ့အိမ်ဘေးမှာတွဲရဲ့စိုက်နိုင်လို့ရှင်စီးပွားအရန်ကိုဖြစ်စေတတ်ပါလေနောက်တစ်ခုကတော့ကိုယ့်ရဲ့အိမ်ရှိမှာစပယ်ပင်နဲ့ပထောက်ပင်နဲ့စိုက်လို့ရှင်လက်လာပါလေအရန်ရှင်တယ်အိမ်အောင်ဦးစီးကကံတရားရဲ့အထောက်ပံ့တွေကိုမကြာခဏရရှိစေနိုင်တယ်လို့ပြတယ် အဲစပယ်ပင် ပေါက်စားလို့ပထောက်ပင်ပေါက်စားလို့ပေါ့နော်အဲ့လိုမျိုးဆက်ခိုင်းတာပေါ့နောက်တစ်ခုကတစ်ခွပင်ပေါ့ကိုယ်အိမ်ရှိမှာတစ်ခွဘန်းပေါ့နော်တစ်ခွဘန်းစိုက်ခြင်းအဖြစ်လေအဲ့ဒီအိမ်ကချမ်းချမ်းသာခြင်းအစစ်ကြီးပွားခြင်းအစစ်အဲဘယ်လိုတိုးတက်ခြင်းအစစ်တွေကိုဖြစ်စေတတ်တယ်ဒါကတော့အိမ်ရှိမှာစိုက်တင်တဲ့ကက်ကင်းကြစေတဲ့တပင်လေးတွေပေါ့နော်အဲအထူးသဖြင့်တစ်ခွပင်စိုက်ပြီဆိုလို့ရှိရင်အဲ့ဒီအိမ်ပိုင်ရှင်တွေက အရင်ပြင်ပမန်းရှာမစားရပဲနဲ့ဟိုဒုဒကာရီရဲ့ငေးမောအကြခြင်းကိုခံရတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုကဟိုဂုံရှိမြင့်မားတဲ့သူတယောက်ဖြစ်စေတတ်တယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာခင်ဗျမဆိုင်တဲ့အပင်တွေဆိုတာရှိသေးရဲ့ခင်ဗျအဲ့ဒါကြတော့အဲ့ဒီကိုယ့်အိမ်ရှိမှာပေါ့နော်အဲ့အပင်တွေရှိနေလို့ရှင် အဲ့အင်ရှင်ကိုခိုက်တာပေါ့နော်အဲ့ဒါကကြတော့ဗာလဲဆိုတော့တင့်မင်းပင်ပေါ့တင့်မင်းစူးပင်ပေါ့နော်အဲ့ဒါအင်ရှင်မှာရှိလို့ရှင်ခိုက်စေတတ်တယ်နောက်တစ်ခုကတမယာပင်ပေါ့တမယာပင်ကိုအင်ရှင်မှာစိုက်လို့ရှင်ခိုက်စေတတ်တယ်နောက်တစ်ခုက kiss me quick ပင်ပေါ့ကျွန်တော်တို့ဘတ်တီတော်ရှိတယ်တချို့လည်းရှိပါတယ် kiss me quick အဲ့ဒါအင်ရှင်မှာစိုက်လို့ရှင်အဲ့အိမ်မှာရှိတဲ့မိသားစုဝင်တွေဘယ်တော့မှမစုံညီဘူးမိသားစုတွေတခွဲတပြားနေရတတ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ ဒီဘီဒင်ကင်းကနဲအရာကိုအဲပထူရအနေထားအရာကိုတွက်ချက်ထားတယ်ကျွန်တော်တို့ပညာရှင်သုံးသက်ထားတော့အဲအိရှိမှာစိုက်တင်တော့အပင်နဲ့မစိုက်တင်တော့အပင်မှာဒါလေးမျှဝေတာပါအဆင်ပြေတယ်ဆိုရင် share သွားလို့ရပါတယ်ဘိုင်ဘိုင်